ားလုံးမင်္ဂလာပါ Forever United ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ပြီးခဲ့တဲ့ Europa League Quarter Final ဒုတိယကြိုပွဲစဉ်မှာတော့ကျွန်တော်ပြောစရာများစွာနဲ့ United team က Lyon team ကိုနောက်ကျသွင်းကိုကမ်းပတ်သွင်းကိုနဲ့တူအနိုင်ရရှိခဲ့ပြီးတော့နောက်တစ်ဆင့်ကိုထိုက်တန်တက်ရောက်နိုင်ခဲ့တယ်အဲ့ဒီပွဲမှာ United team ကပွဲချင်းမိနစ်90အတွင်းနိုင်ရှုံးပေါ်ပဲခင်ပင်းနဲ့ကျွန်တော်အချိန်ပေါ်ထိဆက်သွားခဲ့ရတဲ့အချိန်ပေါ်မှာတော့ကျွန်တော်တို့ပြန်ကွဲကနေလက်ပြတ်နှုတ်ဆက်ခဲ့ရပြီးတော့ထင်ခဲ့ရတယ်ဗျာပြန်ကွဲတက်တာလုပ်ခဲ့ရပြီးထင်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့ Bruno Fernandes ရဲ့ penalty twin ကို Kobe Mainu ရဲ့ခြေပါကို ရီမကွိုင်းရဲ့နောက်ကျအသေးခွဲအနိုင်ကိုနဲ့အတူနောက်တစ်ဆင့်ငိုထားတဲ့တန်တန်တယောက်နိုင်ငံရဲ့အဲ့ဒီပွဲကတော့တကယ်ကိုမှ United တင်းတမိုင်းတစ်လျှောက်အကောင်းဆုံးကမ်ပတ်ပွဲစဉ်တွေရတပွဲဖြစ်ခဲ့တယ်လို့ Europa League တမိုင်းတစ်လျှောက်လည်းအကောင်းဆုံးကမ်ပတ်ပွဲစဉ်တွေရတပွဲဖြစ်ဖြစ်လာမယ်လို့လည်းထင်တယ်။ပြီးတော့အဲ့ဒီပွဲမှာအဓိကခြေစွမ်းပြခဲ့တဲ့ကစားသမားတအူးကရှိတယ်။အဲ့ဒါကကျွန်တော်တို့ Casemiro ဖြစ်တယ်။ Casemiro ကအသက်33နှစ်ပဲရှိပြီး သူက Real Madrid ကနေ United အသင်းကိုပြောင်းလာခဲ့တယ်။ Real Madrid မှာတော့ကျွန်တော် Champions League ၅လုံးရထားတယ်။ပြီးတော့ဒီ Mbappe လာနဲ့အပါအဝင်အဓိကဆုပလာများစွာကိုသူအနေနဲ့ဆုကူထားတဲ့ကစားသမားတစ်ဦးဖြစ်တယ်။ Wayne Rooney လည်းခံစားကစားသမား။ဒါပေမဲ့ Tanhan လက်ထက်မှာတော့သူအနေနဲ့အနေခြေစမ်းပြသဖို့ရုံးကငယ်ရတယ်။အဲ့ဒါကလည်းနီးပြကြောင်းလဲဆိုင်နေနီးပြရဲ့ဒီကစားကွက်မတိမငိ။ဘာကစားကွက်ကိုတုံးလို့တုံးနေမှာမတိ၊ကန်နေပြီးမှမတိ။ဒီ counter attacking မှမတိပဲနဲ့ပြဿနာတက်ပြီးတော့ကျွန်တော်တို့အသင်းကနောက်ဆုံးထုတ်ပိုက်ထွက်ခဲ့ရတယ်။အဲ့ဒီအချိန်မှာ Casemiro ကသူက ပြည်သက်တည်းဝေဖန်မှုကိုများစွာခံခဲ့ရတယ်။ဒါပေမဲ့ MRI ပြောင်းလာပြီးနောက်ပိုင်းမှာတော့ဒီ customer ကပုံမှန်တနေရာတနေရာရပြီးတော့ကျွန်တော် MRI လက်ထက်မှာတော့အရေးပါတဲ့ကစားသမားတအုပ်အနေနဲ့ဆက်ရှိနေဆက်ဖြစ်တယ်။ဒီပထမဆုံးကတော့သူဝေဖန်ခံရတဲ့အချိန်မှာတော့သူအနေနဲ့ United ကနေရာဒီကုန်တာနဲ့ sorry club တွေကိုပြောင်းရွှေ့မယ်ဆိုပြီးတရင်နေထွက်ခဲ့တယ်။အဲ့ဒါကလည်းတန်ရာဖြစ်ဖို့လုံးဝမရှိဘူး။တပတ်ကိုပေါင်း3သိန်းခွင့်ပေးချေရတဲ့ကစားသမားတအုပ်ဖြစ်တာကြောင့်ပြည်သက်တည်းကလည်းဒီလောက်လဆာအများကြီးပေးရတဲ့ကစားသမားကိုဘာလို့အတင်းမှာဆက်ထားမှလဲဆိုပြီးတော့ဝေဖန်ခဲ့တယ်။ ဟိုအသက်လည်းရမ်းကြည့်ပြီးဘာမှအသိမှ useless ဗျာအသုံးမဝင်ဘူးဆိုပြီးတော့ဝေဖန်ကြရတယ်တော်တော်များများအဲ့ဒီအချိန်မှာလက်ရှိမှာတော့ Amorin ရောက်လာပြီးနောက်ပိုင်းမှာတော့ဒီ Casmero ရဲ့ဒီအနေထားက different ဖြစ်သွားတယ်ပွဲတိုင်းလိုလိုသူ့အနေနဲ့လုံးဝကိုပွဲချိန်ပြည့်ကစားနိုင်ခဲ့တယ်နောက်ပြီးတော့လက်ရှိဒီ Lion နဲ့ပွဲမှာဆိုကြည့်ဗျာ120မိနစ်လောက်မှာသူ့အနေနဲ့ကစားပြခဲ့တယ်လုံးဝကိုခြေစမ်းမှကြာဆင်းတော့လုံးဝမရှိဘူးပွဲရဲ့တပွဲလုံးကိုသူ့အနေနဲ့ ရှေ့လေနောက်ကိုအကောင်းဆုံးသူအနေနဲ့ထိန်းချောင်းပေးနိုင်ခဲ့တယ်နောက်ဆုံးမှာအတင်းအကျပ်ရေးပါခဲ့တဲ့ဒီဖန်တီးမှုတွေသူလုံးပြနိုင်ခဲ့တယ်လုံးဝသူ့ရဲ့ leadership skill သူ့ရဲ့ဒီ mentality ကတကယ်ကိုမှ United တဲ့အနိုင်ရဖို့အတွက်ကိုမှအဓိကတော့ချက်တစ်ခုဖြစ်ခဲ့ပွဲရဲ့အဖြေကိုပြောင်းပေးနိုင်တဲ့ကစားသမားတွေကတအူးဆိုရင်လည်းမမှားဘူးနောက်ပြီးတော့ဒီပွဲကိုဖတ်နိုင်တဲ့အနေထားမှာ Casemiro ကတကယ်ကိုမှဒီပြန်ခွဲသားဝါနေရဲ့ကစားမတူဖြစ်တယ်ကျွန်တော်တို့မှ forever united မှာ post ခုတင်ထားတယ် customer လိုကစားမမျိုးကအသင်းမှာလက်ရှိ logo လိုအပ်နေရဲ့ကစားမဖြစ်တယ်ဒါကြောင့်အသင်းကနေအဲဒီ လက်ရှိရာသီပြီးရတယ်ရောင်းထုတ်မှဆိုတော့မှားတော့နိုင်ငံနေထိုင်လို့ရှိတယ်။ဘာဖြစ်လို့လဲနောက်ထပ်တရားသီလောက်အတင်းမှလည်းဆက်ထားဖို့လိုအပ်တဲ့ကစားသမားတဦးလည်းဖြစ်တယ်။ဘလို့ဖြစ်ဖြစ်ပြသူ့ကိုပေးရလာစားနဲ့ထိုက်တဲ့နယ်ခြေစွမ်းကိုနောက်ပိုင်းပြသလာနိုင်မယ်ဇက်တိုက်ပြသလာနိုင်မယ်ဆိုရင်သူကတော့လုံးဝကိုတကယ်ကိုထိုက်တဲ့နယ်ကစားသမားတဦးအနေနဲ့တော့မြင်ရမှာဖြစ်တယ်။နောက်ပြီးတော့ယူရိုပါလိရပို့ဆိုရင်ကတ်စမန်တို့ကစားသမားမျိုးကလိုအပ်တယ်။နောက်ပြီးနောက်ထပ် ဒီတိုက်တယ်တွေကို challenge လုပ်မယ်နောက်တရာသီမှာပြန် supply တွေကိုရယူဖို့ဆိုရင် customer လို့ဝိုင်းတပိုင်းကိုင်းတဲ့ကစားသမားမျိုးကအတင်းမှာလိုလိုအပ်တဲ့ကစားသမားတအုပ်ဖြစ်တယ်။ပြီးခဲ့တဲ့ line ပွဲမှာဆိုရင်ကျွန်တော်တို့အနေနဲ့အတော့ပုံမှာ customer ရဲ့ဒီ war rate ကိုအတော့အတော့တော်တော်လေးပုံမှာအထင်ကြီးတယ်။အောက်ဆိုတခြားကစားသမားတွေကြာနေတဲ့အချိန်မှာသူ့အနေနဲ့လုံအောင်ကြာစေအခြေဆောင်မှကြာသွားခြင်းမရှိဘူး။ပွဲပြီးတဲ့အထိအတင်းကိုတောက်လျှောက်ဆွဲတင်ပေးသွားတဲ့ကစားသမားတအုပ်ဖြစ်တယ်။ဒါမှမဟုတ် ဒီ Europa League ပြိုင်ပွဲပြီးပြီးကျွန်တော်ရာသီကုန်ရင်တော့သူ့အနေနဲ့ sorry ကိုသွားမသွားတော့ကျွန်တော်အနေနဲ့မသိဘူးဒါပေမဲ့ तू ကတော့ဒီပြိုင်ပွဲနိုင်လိုချင်စိတ်နေစားလောင်နေစေဖြစ်တယ်နောက်ပြီးတော့ဒီ supplier တွေကို तू challenge လုပ်ချင်စိတ်ရှိသေးတယ်ပြီးတော့ဒီ Europa မှာပဲစတင်ကျင်တယ်လို့တော့ဒီတချို့ Kolahala တရင်တွေရောက်သိရတယ်ဒါပေမဲ့ဘလို့ဆက်ဖြစ်မလဲတော့မသိသေးဘူးဒါပေမဲ့ဒီနေ့မှာကျွန်တော်အနေနဲ့တော့ Casemiro က United မှာအသင်းမှာလိုအပ်နေကစားမှဒူးဆိုတော့ပြောပြနေတဲ့ဒီဗီဒီယိုလေးကိုညီကိုချက်လိုက်ရပါကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်